တိန်ကတုသမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမောင်လူပေရေးသားတဲ့ကိုကြီးကျော်နှစ်သမိုင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကိုကြီးကျော်တပေါင်းလာရောက်ပြီဆိုရင် ကိုနီနန်းကကိုကြီးကျော်နှစ်ပွဲစားပြီး အဖေကျော်စီကို မြင်းချံရေစကြိုပခုတ်ကူတကြောကလူတွေသာမကပဲမုံရွာတဝိုက်ကရေလဲစနစ်ကျွန်းသားတွေအထိခြိတက်ကြသည် ရိုးရာကိုယုံကြည်သူတွေရောတေရီကို အပြတ်တောက်ချင်သူတွေပါပျော်ကြတဲ့ကိုကြီးကျော်ရဲ့ပခန်းကူနီနနန်းမြန်မာနဲ့တွေက အတွင်းအပြင်38မိုး84ပါရှိတာဒါတော့နောက်ပေါက်နဲ့တွေမပါသေး ဒီထဲမှာဆယ်လီနှစ်တပားကိုပြပါဆိုရင်ကိုကြီးကျော်ကထိတ်ဆုံးကပါမြမဇပွဲရဲ့ပွဲဥထွက်တခြင်းကိုတောင်သူ့တခြင်းနဲ့စာဖွင့်ရပါတယ်အပြိုတော်နှစ်ချင်းပါတယ်ခမညာနားစင်ကြည့်ပါခုနှစ်ခွေတီတာရေမပခါစင်တာတောင်တာတယ်လေနှက်ပြီတနင်းဖုံဖုံတန်းဒေစာဖြားဖြားရောင်လင်းပါလို့မင်းမင်းမြတ်ထုတ်ခေါင်းမွေး အတူလေးရဲတဲ့ရှင်ကပြိုင်ပန်းမွေရာရွှေကိုစောရောနှောလူထိုင်ပြိုတိုင်းကြိုက်ပါတဲ့နှင်းစီကိုင်းဝေတောင်းပိုက်တဲ့အဖွဲတော်သားဝေးရာကရှာတန်းကောင်ကိုနေမှတ်ပါလို့အရက်ကလေးကိုတဲ့အာမနာမတောက်ရရင်တီလာဆောင်တဲ့ကိုကြောင်းတကောင်တောက်တော်ဘူးရဲတဲ့ကိုမကွာမင်းကြော်စွာလို့မကြော်လားဝေးရာကရှာချစ်လို့ရဲတဲ့ခင်မင်းရင်ရှာရော့သလား ကိုကြီးကျော်ရေမြို့မောင်ကြီးကျော်ရေဤစဘူးမှာပြိုင်ဘတ်ရှာမိုးကြနတ်သာညနေညနေစီတယ်လေကုနီကြော့ဆန်ခွင် ကိုကြီးကျော်ပလီလုံးတဲ့ဆေးရှိုက်တဲ့ကျုံ့ နတ်ချော်ဒေးကနေမြမရင်ကျေးမှုဇတ်သေးကိုရောက်လာသည့်အထိမြမာတွေအတွက်ကိုကြီးကျော်ရဲ့အရှိန်အဝါနဲ့နာမည်ကျော်မှုဟာဆယ်လီအစင်းထက်တောင်ပုံမဲထင်ပါတယ်။ကိုကြီးကျော်ကိုမင်းကျော်စွာဆိုတာလောက်ပဲသိကြတဲ့သူများတယ်။ပကံခစ်ကမင်းကျော်စွာနဲ့အင်းဝါခစ်ကမင်းကျော်စွာနှစ်ယောက်စလုံးက38မင်းတဲ့ပါနေလီတော့ဝေခွဲရခတ်သူတွေလည်းရှိတယ်။တမိုင်းအရာကတော့ပကံခစ်ကပါတယ်။ ပကံမင်းဆန်28ဆက်မြောက်ဖြစ်တဲ့တိန်ခုံမင်းရဲ့သားလို့ဆိုတဲ့ AD 800စုလောက်ကမို့အနော်ရထားထက်နှစ်300လောက်စောပါတဲ့တိန်ခုံမင်းကမိဖုရားနှစ်ပါးရှိတယ်ရွှေလောင်းနဲ့ရွှေကိုင်းနဲ့ရွှေကိုင်းမိဖုရားကမွေးတယ်သားနှစ်ပါးကစီသူနဲ့ကြောစွာသူတို့ကအကြီးတွေရွှေလောင်းမိဖုရားကမွေးတဲ့သားကအငယ်ဆုံးပါတဲ့တိန်ခုံမင်းကနေမကောင်းဖြစ်လာတယ် ရွှေလောင်းမီပြားကမွေးတဲ့သားငယ်ကိုနန်းတင်ခြင်းလို့အကြီးနှစ်ယောက်ကိုတောင်ငူအယံတောင်ညိုလဲမမပုံကံမှုကိုဦးစီးနှိမ်နှင်းဖို့လွတ်လိုက်တယ်။အဲ့ဒီခေတ်ကတောင်ငူမျိုးမတီးရသေးပါ။နာမည်တူတောင်ငူဖြစ်မဲ့ထမားတယ်။ဘယင်ကြီးကသားကြီးတွေမရှိတော့အငယ်ကောင်ကိုနန်းတင်လိုက်တယ်။ပြဒနာရှာမဲ့အနောင်ကိုအဝေးကိုပို့ထားတော့အမြန်နန်းတင်ရတာ။ ပြီးတော့တိန်ခုံမင်းလည်းတေရှာတဲ့ရွှေကိုင်းမိပြားကြီးကလည်းမကျေနှလို့ရင်ခွဲသေးရတဲ့ဒီမေတော်ကြီးကလည်းမြင်းချံမြို့နယ်တဲကကိုင်းရွာမှာနတ်နန်းနဲ့ရှိတဲ့တပေါင်းလာဆန်း73ရက်စုကုနီနန်းကိုကျွဲလဲစီပြီးကြွာလာတဲ့တားဖို့မကြည်ချင်လို့နောက်ပြန်တက်တဲ့ဓာသွေးပြီးပြန်ဆင်းတဲ့ယာယီနန်းနဲ့စံပါတဲ့စစ်နိုင်ပြီးတောင်ကိုအရက်ကပြန်လာတဲ့ညီနောင်ကလည်းအဖေသေးတာ ညီအငယ်ဆုံးကိုနန်းတင်တာအမေသေးတာတွေတည်တော့ပကံကိုပြန်မလာတော့ပဲနန်းတစ်တီးဖို့အေယာဝတီချင်းတွင်းနဲ့ရှင်မတောင်ကြားကမြေပြန့်လွင်ပြင်ကို နောက်လိုက်တွေနဲ့အခြေချဖို့ရွှေးလိုက်တယ်နန်းတစ်တီးတယ်ကျုံအတွက်လိုတဲ့ရေကိုချင်းတွင်းမြစ်ထဲကနေတူးမြောင်းနဲ့သွဲယူဖို့ညီဖြစ်သူကျော်စွာကတာဝန်ကြပါတယ် ညီအကိုနှစ်ဦးမှာ အကိုကြီးစီသူကခတ်တန်းပြီးရက်ဆက်တဲ့ညီဖြစ်သူကြော်စွာကတော့ကြက်ကလေးတိုင်းထရေလေးမူပြီးပြောတလို့နေတတ်သူ မိမတွေအကြိုက်ရုပ်ရည်ရှင်မို့ပြိုတိုင်းကြိုက်လို့ဆိုတယ်လူချစ်လူခင်လဲအလွန်များပါတယ်အဲ့ဒါကြောင့်လဲရောက်လေရအရမအပေါင်းအသင်းတွေများပြီးပျော့ပျော့နေတတ်တဲ့သူ မင်းကြော်စွာက သူ့အလုပ်ဖြစ်တဲ့တူးမြောင်းကိစ္စကိုစိတ်မဝင်စားပါဘူး နောက်လိုက်တွေနဲ့ပဲလွှဲထားပြီးတော့အရက်တောက်လိုက်ကြက်တိုက်လိုက်နဲ့ပဲပျော်သလိုနေခဲ့တယ်။အချိန်ရောက်တော့ကျုံတဲ့သွယ်မဲ့ရေစကြုံမဲ့နေရာကိုရေစကြိုရဲလို့သတ်မှတ်ပြီးရေကြိုနေတဲ့အကိုဖြစ်သူစီသူကရေမလာလို့ညီးဖြစ်သူကြော်စွာကိုဒေါသတက်ကြီးနဲ့လိုက်ရှာရတဲ့ကြော်စွာက ရွှေကူနီဖျားနာမှာထုံးစံအတိုင်းထန်းရေတောင်းရင်ကြက်တိုင်နေတာတွေ့တယ် အကိုလိုက်လာတာတီတော့ကြက်ပိုက်ပြီးမြင်းပေါ်တက်ရင် ပြေးဖို့ပြင်တယ်အကိုကဒေါသမထိန်နိုင်ပဲလက်သုံးတော်ဓာနဲ့ခုတ်လို့ကြက်ပိုက်ရင်ပဲမြေပေါ်ကကြလို့တေရှားရတယ်လူတို့အချစ်တော်မို့နတ်ဖြစ်တယ်စောင့်ရှောက်တဲ့နဲ့နတ်နန်းဆောက်ပြီးကိုးကွယ်ခဲ့တာအခုချိန်ထိပါပဲရှေ့မြန်မာတွေကသူရဲကောင်းကိုးကွယ်ကြတဲ့အပြင် သူတို့အားကိုးနေရသူ အသေးဆုံးနဲ့တေးရင်ဝမ်းနေုံမကပဲ တေသူကနှက်ဖြစ်ပြီးဆက်လက်စောင့်ရှောက်နေတယ်လို့ယုံကြည်တဲ့အလေးအထားရှိပါတယ်။ကြော်စွာသေးတော့သူ့ကိုချစ်တဲ့သူ့နောက်လိုက်သွေးပါ အသက်ခံရတယ်။တစ်ဖွဲ့လုံးနှစ်စိမ့်ဖြစ်ကြတယ်။သူတို့ကိုတတ်တဲ့အကိုဖြစ်တဲ့စီသူကို လိုက်ရှာကြတယ်။တွေ့တော့သူတို့ကပဲစီသူကိုတတ်လိုက်ကြပြန်ပါတယ်။စီသူကလည်းနှက်ဖြစ်ပြန်လို့စီသူနှက်ကွင်းနဲ့ထားရပါတဲ့။ကူနီပွဲကြီးမှာ ယာယီနန်းနယ်စံတော်မူပြီးတပေါင်းလာစံ၁၂ရက်နေရောက်ရင်နန်းကြီးပေါ်နောက်ပြန်တက်ဓာသွေးပြီးပြန်ဆင်းတယ်။ညီအကိုတွေအပြန်အလှန်အပြက်ရှင်းကြတဲ့ပွဲက နောက်ဆုံးတော့အားလုံးသေချာရတာပဲအဖတ်တင်တယ်။အတူချုံရရင်တော့ကိုကြီးကျော်ဟာဘယင်မဖြစ်လိုက်ရတဲ့သူ အကိုရင်းကတက်လို့သေးရသူ လူချစ်လူခင်ပေါ်သူ အလုတ်ကိုမလေးစားသူပျော်တယ်လို့နေတတ်သူ အရက်ကြိုက်သူကြက်တိုက်သူဘရင်ညီတော်ဆိုတဲ့ဂုံနဲ့အတူ ရုတ်ချောလို့မိမသားတွေစိတ်ဝင်စားခံရသူမိမတော်ရှိတဲ့သူ့လိုပဲခက်ဆူဆူမဲဖို့မဲတဲ့မိမကြောက်ရသူလို့ဆိုသူလည်းရှိတယ်။သူနဲ့အတူသူ့မိမကိုပါအကိုဖြစ်တဲ့စီသူက အဆုံးစီရင်ခဲ့ပါတဲ့။မင်းကျော်စွာဘဝကနေအယူတိန်လို့နတ်စိန်ဘဝပြောင်းလာရတဲ့ကိုကြီးကျော်ဘဝအထိ တက်တိုင်းအရက်တောင်ရင်ပျော်ကောင်းစေအဖေကျော်နတ်ဘဝရောက်မှကြောက်ရမဲ့မိမမရှိလို့မိမတွေလိပ်ပြားလာရင်တော်ကောက်ချင်တဲ့ကိုကြီးကျော်မြမာတွေရဲ့ဆယ်လီနတ်အဖေကြီးကိုကြီးကျော်ရဲ့ပကန်းကူနီပွဲတော်ကြီးကတော့တပေါင်းလာဆိုရင် စီကားစွာကျင်ပါပါသည်အနေနဲ့ကယုံကြည်သူတွေအပြည့်ပြောကြသူတွေအပြည့်ကြက်ကျော်နဲ့အရက်ကအရှမ်းပဲ့ အကြောင်းသိရင်တော့ကိုကြီးကျော်ရဲ့ကုနီနန်းမှာမိတ်ဆွေတငယ်ချင်းတွေနဲ့ဂျော်နီလမ်းလျှောက်အပြာရောင်ပလင်းလေးဖွင့်ရင်စုံကျင်ပါသေးတယ်။ရှေးဟောင်းနောက်ဖြစ်လေးတွေလည်းပြောကြတာပေါ့။ရီဝေဝေလေးဖြစ်ရလာရင်နှစ်ဒိုးလေးနဲ့ကာကြမယ်လေ။ပျော့ပျော့ပါပါပေါ့။ ကိုကြီးကျော်ရဲ့နှစ်သမိုင်းအကြောင်းကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တိန်ကတုသမီ channel ကနေတုတ္တရတ္တရပွဲရာစာအုပ်စာပေမျိုးစုံကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။